အေရီတိုင်းပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာစူဆောင်းထားရှိတဲ့လူငယ်တွေကိုပြည်သူစစ်မှုရန်အမှတ်စဉ်14အဖြစ်ဇွန်လ14ရက်ကတင်နန်းတွေကိုစတင်ဆေးလွှတ်ခဲ့တယ်လို့သိရှိရပါတယ်။တိုင်းတွင်းမှာ အတ္တမစူဆောင်းခံထားရတဲ့လူငယ်200ခန့်ရှိနေပြီးတော့အေယဝတီရန်ကုန်ပဲခူးစတဲ့စစ်တင်နန်းကျောင်းတွေကိုစစ်ကောင်စီကလုံခြုံရေးအပြည့်နဲ့ညနေပိုင်းမှာပို့ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။အခုကပေါ်တာဆွဲခံရတဲ့သူရဲ့ အုပ်ကြီးတွေကိုငွေပေးပြီးအခြားဒေသကငွေယူပြီးလိုက်တဲ့သူရဲ့များတယ်လို့စစ်ကောင်စီတက်တဲ့နီးဆက်သူတူက ARD Times ကိုပြောပါရယ်။တင်းနှန်းတရားမဲ့သူတွေကို ARD တိုင်းဝင်ကြီးချုပ်နဲ့စစ်တိုင်းမှုတို့ကလာရောက်တွေ့ဆုံတယ်လို့လည်းစစ်ကောင်စီပိုင်းမီဒီယာတွေကသတင်းထုတ်ပြန်ခဲ့ပါရယ်။စစ်ကောင်စီမှာတက်သားအင်အားလိုအပ်ချက်တွေများလာတာကြောင့် ပြီးခဲ့တဲ့မေလ16ရက်နေ့ကအပတ်စဉ်73ကိုစတင်တင်နန်းပေးခဲ့ပြီးတော့တလမပြည့်ခင်မှာပဲအခုတင်နန်းအမှတ်စဉ်14ကိုထပ်မံခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။အရင်စစ်မှုရန်တင်နန်းတက်ရောက်ပြီးရှေ့တန်းမှာတိုက်စုံသူတွေများတာကြောင့်ထွက်ပြေးတင်းရှောင်မှုတွေများလာပြီးရက်ွက်နဲ့ကျေးရွာတွေမှာအကြောင်းမကြားပဲခေါ်ယူခံရသူတွေနဲ့ငွေယူပြီးလူစားထိုးခံရသူတွေများပြားလာတယ်လို့လည်းသိရှိရပါရှင်။